င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းကရန်ကုန်ပြည်လမ်းစစ်ကွင်းတာဇုံတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတရားဝီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုဗိုလ်မှူးကြီးဇော်မျိုးဝင်းဆိုသူနဲ့စစ်အင်ဂျင်နီယာဗိုလ်မှူးတဦးတို့အတိအသင့်တိုက်ခုံကြတဲ့အပြင်မင်းလာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတည်တဲ့သူတွေတော်တော်ကများနေတယ်ဆိုပါလိမ့် စကိုင်းငလင်ကြီးကြောင်ပြုချခဲ့တဲ့မန္တလေးနမ်းမြူရုပ်ကိုပြန်ပြင်ပေးဖို့နဲ့မဲနုအုပ်ချုပ်ပါဝင်ရှေးဟောင်း228ခုကိုလိလဆန်းစစ်ပေးဖို့အကြံဖတ်စစ်ကောင်စီကတရုတ်ကိုအကူအညီတွားတောင်းနေပြန်တဲ့သတင်းပါဝင်ဒီကနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတိုင်းကရန်ကုန်ပြည်လမ်းစစ်ကွင်းတအောင်တိုက်ပွဲမှာ အကြံဖက်စကောင်စီဘက်ကတရားဝရီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဒုဗိုလ်မှူးကြီးဇော်မျိုးဝင်းဆိုသူနဲ့စစ်အင်ဂျင်နီယာဗိုလ်မှူးတအုပ်တို့အသီးသီးတိတ်ကုန်ကြတဲ့အပြင်မင်းလာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတေတဲ့သူတွေတော်တော်ကိုများနေတယ်လို့စစ်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ16ရက်နေ့ညနေပိုင်းကစပြီးပဲခူးတိုင်းကရန်ကုန်ပြည်လန့်စစ်ကွင်းတောင်ဆုံးအပါဝင်စစ်တပ်နေရာ၃ခုမှာအကြံဖက်စကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားတပြိုင်နက်တည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကွင်းတာဆုံတိုက်ပွဲမှာဆိုရင်စစ်ကောင်စီဘက်ကတရားဝိခန်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုဗိုလ်မှူးကြီးဇော်မျိုးဝင်းဆိုသူနဲ့စစ်အင်ဂျင်နီယာဗိုလ်မှူးတဦးတို့အသီးသီးတိုက်ကုန်ကြတဲ့အပြင်တိုက်ပွဲဖြစ်တဲ့အချိန်လမ်းတွေပါပိတ်သွားတဲ့အထိအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်တပတ်ကမဲလာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတေတဲ့သူတွေတော်တော်ကိုများနေတယ်လို့လက်ရှိအဲ့ဒီမဲလာမြို့နယ်ကတိုက်ပွဲဖြစ်ပွားရာနေရာအများစုမှာ PDF တပ်ဖွဲ့တွေကသာစုမှုထားပြီး စကောက်စီတက်ကမြို့နေရကွက်ကွက်လေးမှာပဲတဆွဲထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ဒေသခံပြည်သူတို့ချို့ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလဲကချင်ပြည်နယ်ဖားကန်မြို့နယ်မှာရောက်နေတဲ့အကြပ်ဖက်စကောက်စီတက်ကို KNP တဲ့ပူပေါင်းတက်တွေကနေရနှစ်ခုမှာ အပြင်းထန်တက်ခိုက်နေပြီစကောက်စီဘက်ကဘုံမှုဖြိုးစော်တက်အပါဝင်စကောက်စီတက်သား22ဦးကတော့အတိအသေးတိတ်ကုန်ကြပြီလို့ KIA စစ်ရေးတည်ရင်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖကတ်မြို့နယ်ကိုရောက်နေတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို KNPTF ပူးပေါင်းတပ်တွေကဖကတ်မုံလေးခြေရွာနဲ့မော်စီစာဖျားကုန်းဘက်တွေမှာအပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးဖြိုးစော်တပ်အပါအဝင်စစ်ကောင်စီတပ်သား22ဦးကတော့အတိအသိတိုက်ကုန်ကြပြီဖြစ်တယ်လို့အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာဖကတ်မြို့နယ်ကိုရောက်လာကြတဲ့အခါ ပြည်သူတွေကိုအကြောင်းပဲတပ်ဖြတ်နေတဲ့စစ်ကြောင်းဖြစ်လို့အခုတော့ KIP တဲ့ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ KIA စီးရဲတရင်ရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတဖက်မှာလေတရင်ပြည်နယ်ကြုံတို့မြို့ကခြေရွာတွေကိုစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ကြီးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချင်မှုရမှာစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ဗျံလွား PDF စစ်ကြောင်းရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဇွန်လ14ရက်နေ့ကစပြီးကရင်ပြည်နယ်ကျောက်တုံးမြို့ကတဆင့်နွားချံကုန်းကျေးရွာနဲ့အင်ကြီးကျေးရွာဘက်တွေကိုအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်မ44နဲ့တပ်မ55တပ်သားတွေပါတဲ့စစ်ကြောင်းဟာအင်အား100ကျော်နဲ့ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုံရမှာစစ်ကောင်စီဘက်ကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့တော်တော်ကိုအထိနာပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ဗျံလွား PDF စစ်ကြောင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ။ ောက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြို့မှာလူမရှိတဲ့နေအိမ်အလွတ်တွေကိုစစ်တပ်နဲ့ပူးပေါင်း နေတဲ့ဒေါ်စောမြရာဇာလင်းဦးဆောင်ရာ ALP ပါတီနဲ့အဖွဲ့တွေက ဖြိုဖျက်ပြီးတော့ရောင်းစားနေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တရှိစစ်တွေမြို့ကမင်းကန်ရွှေပြားဆက်ယိုးကြကြေးတော်မကြီးမြိုင်နာစီစတဲ့ရက်ွက်တွေကလူမရှိတဲ့နေအိမ်တွေကိုအဲ့ဒီစစ်ကောင်စီတပ်နဲ့ပူးပေါင်းနေတဲ့ ALP ပါတီနဲ့အဖွဲ့တွေကဖြိုဖျက်ပြီးတော့အဲ့ဒီကတပ်သားတွေကအဆ ဖြင်းအဖြစ်နဲ့ရောက်စားနေကြတယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းနေတဲ့ရခိုင်လူမျိုးဒေါ်စောမြရာဇာလင်ဦးဆောင်ရ ALB ပါတီရဲ့လှုပ်ရဟာစစ်တပ်ကလှုပ်ရအတိုင်းသူတို့ကပါလိုက်လုံနေပြီးစစ်တပ်ထတ်တောင်ပိုဆိုးနေသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။လက်ရှိစစ်တွေမျိုးရဲ့အခြေအနေကအရက်လေးမျက်နှာအဝင်းအထွက်တွေကိုအကြဖက်စစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့အတွက်ကုံစီစီးစင်းမှုလဲတော်တော်ကိုအခက်အခဲဖြစ်နေပြီးလောင်စာအပြည့်မိသွေးတောင်ရှားနေတဲ့အတွက် ်မိသွေးအစာထင်းကိုသာအသုံးပြုနေရတာတွေဖြစ်နေသလိုအဲ့ဒီမှာစစ်ကောင်စီတပ်နဲ့ပူးပေါင်းနေတဲ့ရခိုင်လူမျိုးဒေါ်စောမြရန်စာလင်းဦးဆောင်ရ ALP ပါတီကလူမနေတဲ့နေအိမ်တွေကိုဖျို့ဖျက်ပြီးတော့အဲ့ဒီကတပ်သားတွေကအစထင်းအဖြစ်နဲ့ရောက်စနေတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့စကိုင်းငလင်ကြီးကြောင့်ပြိုကျခဲ့တဲ့မန္တလေးနမ်းမြို့ရုပ်ကိုပြန်ပြင်ပေးဖို့နဲ့ မဲနုအုပ်ချုပ်အပါဝင်ရှေးဟောင်းနေရာ28ခုကိုလိလာဆန်းစစ်ပေးဖို့အကြံဖက်စကောင်စီကတရုတ်ကိုအကူအညီသွားတောင်းနေပြန်ပါတယ်။ဒါကတော့ဇော်လ16ရက်နေ့ကပဲစကောင်စီလက်အောက်ခံရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုင်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ကတရုတ်နိုင်ငံကပညာရှင်အဖွဲ့ကိုမြန်မာနိုင်ငံမှာစကိုင်းငလင်းကြီးကြောင်ပြုချခဲ့တဲ့မန္တလေးနယ်မြို့ရုပ်ကိုပြန်ပြင်ပေးဖို့နဲ့မဲနုအုပ်ချုပ်အပါဝင်ရှေးဟောင်းနေရာ28ခုကို လေလာဆန်းစစ်ပေးဖို့အကူအညီတောင်းခံလိုက်ပြန်တာပဲဖြစ်ပါတယ်။တရုတ်ပညာရှင်အဖွဲ့ကတော့အဲ့ဒီမတိုင်ခင်ဇွန်လ10ရက်နေ့ကနေဇွန်လ17ရက်နေ့အထိမန္တလေးမြို့ကိုရောက်လာပြီးငလင်တန်းကျောင်းတိကျက်ပျက်စီးခဲ့တဲ့မန္တလေးဒေသအင်းဝမခရယာစကိုင်းအဆရှိတဲ့ရှေးဟောင်းအဆောက်အုံ28နေရာကိုတွားရောက်လေလာကွင်းဆင်းခဲ့ပြီးမန္တလေးနမ်းမြို့ရုပ်ကိုလည်းထပ်မံလေလာမှာဖြစ်သလိုလိုအပ်တဲ့အချက်လက်တွေကိုပေးပို့မယ်ဆိုပြီးတော့လည်းပြောထားတဲ့အချိန်မှာပဲစစ်ကောင်စီကဇွန်လ16ရက်နေ့မှာ တရုတ်ကိုအကူအညီထပ်တောင်းနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီကိမနက်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ